တော်လဲဂွာဒီယူလာကိုအမြင်မကြည်ခဲ့တဲ့ထင်မှလဲပါတာပဲဗျာကျွန်တော်ဂွာဒီယူလာရဲ့လူထုပ်ပုံတွေပြီးတော့လူစားလဲတဲ့အချိန်မျိုးတွေမလဲတာတွေအော်ပြီးလို့ရှိရင်ခေါင်းမာမှုတွေပြီးရင်သူ့ရဲ့ favorite player တွေကိုပဲဆက်သုံးနေတာတွေဒါကြီးကြောင့်ကျွန်တော်ဂွာဒီယူလာကိုဆဲခဲ့ဘူးတယ်ဂွာဒီယူလာကိုလည်းကျွန်တော်အမြင်မကြည်ဖြစ်ခဲ့ဘူးတယ်ဗျာဒါပေမဲ့ဂွာဒီယူလာကတကယ်ကိုတော်တဲ့နှီးပြဆိုတာကိုတော့ကျွန်တော်တို့လက်ခံမယ်ဗျာတကယ်ဆိုရင်အခုစဉ်းစားကြည့်ဒီယာရီတယာရီနဲ့ပဲကျွန်တော်အရင်ပြောပြအောင်မယ်ဗျာ ျွန်တော်ဒီယာရီမန်စီးတီးမှာဒန်ယာရကစားသမားတွေအရန်များပြားခဲ့တယ်ဗျာအထူးသဖြင့်ရိုဒရီရိုဒရီဆိုတာကကျွန်တော်တို့မန်စီးတီးအတင်းရဲ့မရှိမဖြစ်ကွင်းလယ်ကစားသမားကွင်းလယ်ကားတဘောနဲ့ပြောရမဆိုဒါအင်ဂျင်ပေါ့ဗျာကားမှာအင်ဂျင်ပြတ်သွားပြီဆိုလို့ရှိရင်အိုက်ကားကဘာမှလုံမရဘူးဗျာအဲ့လိုပဲကျွန်တော်တို့မန်စီးတီးမှာကအင်ဂျင်ကရိုဒရီလို့ပြောလို့ရတယ်ရိုဒရီမရှိတော့ခါကြတော့ မက်ဆေ့ချ်တင်းကလုံးဝဆုတ်ပြတ်တက်သွားတယ်ဗျာအဲ့တော့ရိုဒရီဒန်ယာရထွားတယ်တရားရီလုံးနားထွားတယ်ဆိုရင်နည်းနည်းအကြောင်းမရှိသေးဘူးဗျာအခုကဒန်ယာရကစားသမားကရိုဒရီတယောက်တည်းမဟုတ်ဘဲနဲ့အများကြီးဖြစ်နေတာဗျာအဲ့တော့ရိုဒရီနီယောထောက်ပြီးတော့ဆော့ပေးနိုင်တဲ့စတုန်းဆိုလို့ရှိရင်ဒီယာရီမှာကျွန်တော်တို့စတုန်းကန်တာကိုမတွေ့ခဲ့ရဘူးတရားရီလုံးလိုလိုကိုဒန်ယာရနေတာကန်ခဲ့တဲ့ပွဲအနှဲငယ်ပဲရှိခဲ့တယ်ဗျာအဲ့တော့စတုန်းဒန်ယာရတယ်ရိုဒရီဒန်ယာရတယ်နောက်တန်းမှာဆိုလို့ရှိရင်လည်းအကန်ဂျီတို့ဒါ ပြောမစအကန်ကြီးဆိုရင်ခုနောက်ပိုင်းမှာပြန်ပါလာတာဗျာအကီဆိုရင်ကျွန်တော်တို့အကီကစားတော့ကျွန်တော်မမြင်တွေ့ခဲ့ရအောင်ဗျာအဲ့တော့ဒညာရကစားသမားတွေအရန်များပြားခဲ့တဲ့ယာယီတစ်ခုကိုကျွန်တော်မန်စီတင်ကပိုင်ဆိုင်ခဲ့တယ်အဲ့ဒါအတင်ပဲလားဆိုတော့မဟုတ်ဘူးကျွန်တော်တို့ဖလားသုံးလုံးရတဲ့နှစ်ကအဓိကကစားသမားတွေကခြေစွမ်းနေရထိုးကြသွားတာဗျာအထူးသဖြင့် Kevin De Bruyne အရင်တော့ကျွန်တော်တို့ဝိုးကနေဝါကနေဖြစ်စေခဲ့တဲ့ပက်စင်လီကိုပေးနိုင်ခဲ့တဲ့ Kevin De Bruyne ရလက်ရှိအချိန်မှာပုံမှန်ပက်စင်လီတစ်ခုကိုတောင်ကျွန်တော်တို့ဖြစ်ဖြစ်မြင်မြောက်ဖြစ်အောင်ကျွန်တော်ပေးနိုင်စရာမရှိတော့ဘူးဗျာ ဲ့တော့ Kevin De Bruyne ခြေစွမ်းကျတော့တာကြီးကတော်တော်ကြီးကိုတိတိုင်ခဲ့အဲ့တော့ Kevin De Bruyne ပဲခြေစွမ်းကျလာဆိုတော့မဟုတ်ဘူးဗျာကျွန်တော် Kyle Walker ကြီးဆိုလည်းခြေစွမ်းထိုးကျသွားတယ်ပြီးရင် Free Foden ပြီးခဲ့တဲ့ຢာရီတုန်းကစောက်ရမ်းကောင်းပြခဲ့တဲ့ De Valia ဒီຢာရီမှာတော်တော်ကြီးကိုပဲခြေစွမ်းကျသွားခဲ့တာဗျာအဲ့တော့ Bernardo Silva ရော Kovacic တို့ကတော့အခုຢာရီနောက်ပိုင်းပွဲစဉ်လေးမှာအနည်းငယ်ကျခဲ့ပြန်ကောင်းလာခဲ့ပြီမဲ့ဒါຢာရီတစ်လျှောက်လုံးဆိုရင်တော့သူတို့ရဲ့ခြေစွမ်းတော်တော်ကြီးကိုထိုးကျသွားတာ Gandogan လည်းအပါအဝင်ပေါ့ဗျာအဲ့တော့ခြေစွမ်းနေလဲထိုးကြတယ်ကျွန်တော်က ကစားရမဒဏ်ရာရကစားရမရလည်းများနေတယ်ဗျာပြီးရင်အဲ့တော်မှာကျွန်တော်ခြေစွမ်းဟိုမှာအတက်အကျအနေအမြင့်နေနဲ့ခြေစွမ်းတတမတ်တည်းမရှိတဲ့ကစားရမတွေပါရှိတယ်ဗျာအဲ့ဒါကဒိုကူလို့စာပင်ညိုလို့ပေါ့ဗျာနော်အဲ့ကစားရမတွေပါကျွန်တော်တို့ရှိခဲ့တယ်ဗျာအဲ့တော့ဒိုကူဆိုလို့ရှင်ဒီနေ့ကောင်းတယ်နောက်ရက်ကြမကောင်းမြန်တော့စာပင်ညိုလဲထူနေလကောင်းမယ်ဒီနေ့ဆောက်ရင်းကောင်းပြရင်နောက်ရက်ကြမကောင်းမြန်တော့အဲ့လိုမျိုးကြီးဗျာ အဲ့တော့အဲ့လိုအခြေအနေတွေပဲလားဆိုတော့လည်းမဟုတ်သေးပြန်အောင်ကျွန်တော်တို့ Guardiola မှာကဒါသူ့ရဲ့ personal problem ကရှိခဲ့ပြန်တယ်ဗျာအဲ့တော့သူ့ရဲ့ဒါအနှစ်30ကြာပေါင်းလာခဲ့တဲ့မိန်းမနဲ့ပေါ့နော်ကျွန်တော်တို့ qua ရှင်းခဲ့တယ်ပေါ့ဗျာအဲ့တော့စဉ်းစားကြည့်ဗျာဒါကဘယ်လောက်တောင်တက်ရောက်မှုရှိမလဲသူတို့ဘယ်လောက်ပဲ professional ကြပါတယ်ပဲပြောပြောဒါက တော်တော်ကြီးကိုတာတက်ရောက်သွားစေခဲ့တာတော့တေချာရဲ့ဗျာကျွန်တော်တို့ Guardiola ဖြစ်လာမဖြစ်လာခင်ဗျားကိုစဉ်းစားကြည့်ဗျာခင်ဗျားတို့ကိုယ်တိုင်အလုံးလုံးနေရဗျာအလုတ်ကိုခင်ဗျားတို့ပြဿနာဖြစ်ပြီးရောပဲသွားကြည့်လိုက်ခင်ဗျားအလုံးလုံးနေတိတိုင်အောင်ဗျာအလုတ်ထဲမှာကျွန်တော်တို့ပုံမှန်အချိန်လောက်ကတက်ဟိုဘယ်လိုပြောမလဲအိုင်ယွန်ဆိုင်နိုင်မှုမရှိဘူးဗျာအခု Guardiola ပို့ဆိုးတာပေါ့ဗျာသူ့ရဲ့ဒါမီတာစုအနည်း30ကျော်ပေါင်းတင်လာတဲ့သူ့ရဲ့ partner နဲ့လမ်းခွဲလိုက်ရတာတော်တော်ကြီးကိုတက်ရောက်မှုရှိတာပေါ့ဗျာလို့နော်အဲ့တော့အဲ့ဒီအခြေအနေကြီးဂျားတွေကနေပဲဒါ Man City တင်းကိုအဆင့်3နဲ့ယာယီ ကိုအောင်လုတ်ပေးနိုင်ခဲ့တဲ့ဂွာယူလာရဲ့ဒါစကီရောတော့ short တော့လို့တော့မရဘူးဗျာကျွန်တော်ကရင်လဲဒါ view အစပြောခဲ့လို့ပဲဆဲခဲ့တယ်ကျွန်တော်ဒါအမြင်မကြည့်မှုတွေရှိခဲ့တယ်ကျွန်တော်ပူးစုပဆက်ဆဲခဲ့တယ်ဗျာဒါပေမဲ့ Guardiola အရန်တော်တဲ့နီးပြတက်ရောက်ပဲဗျာအဲ့တော့အခု DI တခုလေးပဲပြောနေမှာမဟုတ်ဗျာသူဆိုလို့ရှိရင်ဒါနီးပြဖြစ်တာ16နှစ်ရှိပြီအဲ့16နှစ်မှာမှ DI ရဲ့အပါအဝင်လင်းချိန်မဲ့သူ Liverpool ကိုဆုံးရှုံးဘူးတယ်ဗျာပြောမှဆိုလိတိုင်တယ်ပေါ့ဗျာ အဲ့တော့စဉ်းစားကြည့်ဂွာရီလာဘယ်လောက်တောင်တော်လဲဘယ်နည်းပြသူ့လိုလှုပ်ပြနိုင်လဲဗျာအဲ့တော့16ရာတွေမှာ4ရာတွေပဲသူ့အနေနဲ့လီဖလားမရရဲ့ဆိုတော့ဟိုအဲ့ဒါကဘာစီလိုနာမှာနည်းပြတော့တာဒါမော်ရင်ညိုရဲ့အာရီယမက်ထရစ်ကိုလီဖလားမှာရှုံးရှုံးသွားတယ်ပေါ့နော်လီပြိုင်ပွဲမှာရှုံးသွားတယ်ဘိုင်ယန်မြူးနစ်မှာတော့သူမရှုံးခဲ့ဘူးပရီးမီးယားလီဂ်မှာတော့ကျွန်တော်တို့အန်တိုနီယိုကွန်တီရဲ့ချက်ဆီတင်းကိုတစ်ခါယာဂင်ကလော့ရဲ့လီဗာပူးကိုတစ်ခါပြီးလို့ရှိရင်ကျွန်တော်တို့ဒီ အခု Anislot ရဲ့လပါဘူးတခါပေါ့နော်အဲ့တော့လေးချိန်တိတိပဲရှုံနေကြတာအဲ့ဒီသုံးချိန်ကတော့ Premier League မှာပေါ့ဗျာအဲ့တော့ Guardiola ကဒီလိုလီးပြိုင်ပွဲတွေမှာတော်တော်ကြီးကိုကောင်းတဲ့နီးပြဆိုတော့ကျွန်တော်လက်ခံမယ်အေး Guardiola ကောင်းကြောင်းပြောနေလို့ဟိုမကောင်းကွက်ကောမရှိတော့လို့ဆိုတာရှိတယ် Guardiola ကတပွဲတော့နီးပြမဟုတ်ဘူးဗျာပြောမယ်ဆိုဖလားပြိုင်ပွဲတွေမှာဆိုတပွဲတော့နီးပြတက်တဲ့နီးပြတွေပဲအောင်မြင်သွားတာဗျာအဲ့တော့ Champion League တို့ဒီ FA Cup တို့ League Flare တို့အဲ့လိုပြိုင်ပွဲတွေမှာဆိုရင်တပွဲတော့ပြုတ်ရရအရန်လုတ်ဖြစ်တယ် ဒါပေမဲ့ Guardiola အဲ့လိုနေရာမျိုးကြလဲသူကအရင်သွားတော်မနေပြန်ဘူးဗျာဒါပေမဲ့ Guardiola ကဒီလို league ပြိုင်ပွဲတွေမှာဆိုရင်တော့ဆရာတဆူဆိုတာတော့ကျွန်တော်တို့လက်ခံရလိမ့်မယ်အဲ့တော့လာမယ့်ရာသီကျွန်တော်တို့ Man City နောက်တစ်ကြိမ်ပြန်လာပါအောင်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့နီးပြတ်က Guardiola ဖြစ်နေလို့ပါပဲလို့နော်